ကျွန်တော်တို့ကစိတ်တကူကျင့်စဉ်နဲ့ကြီးပွားချောင်းချမ်းသာချောင်းတွေကိုလုပ်ယူတော့မယ်ဆိုရင်ဝိဇ္ဇာလမ်းပေါ့ဗျာယောဂီချမ်းသာချောင်းတွေလုပ်ယူတော့မယ်ဆိုရင်အရေးကြီးတဲ့အချက်နှစ်ချက်ကိုသိရပါမယ်ပထမဆုံးအရေးကြီးတဲ့တစ်ချက်ကမိမိကိုယ်ကိုမိမိဟာမက်လာဘကလာလားဆိုတာသိရပါမယ် မတ်စတာပါဗျာဟာမစ်ဆိုတာကကျွန်တော်တို့နောက်ကတစုံတယောက်အာကိုပေါ့နော် အာကိုနဲ့ဥမာဒီမြတ်စွာဘုရားရဲ့ဂုံတော်ဒီကိုရုပ်ပတ်တရစေဘောမြတ်အာထုတ်ခြင်းအပြင်ဒီမြတ်စွာဘုရားကိုကြည်ညိုသောနတ်ဒီဝိဇ္ဇာတွေရဲ့အကူအညီအဆောက်အအုံနဲ့ကြီးပွားရာကြီးပွားကြောင မိမိအလိုရှိရာပြည့်ရပြည့်ကြောင်းကျူလာတာဘဂလာလမ်းဆရာလမ်းမစတာလမ်းကိုလိုက်မယ်ဆိုရင်တော့သူကမိမိရဲ့စိတ်တကူဝိဇ္ဇာကျင့်စဉ်နဲ့ပေါ့ကုတ်ကိုပြီးအထာကြီးအထာတော်နတ်တော်တွားတာပါဒါကလမ်းတလမ်းပေါ့ဗျာနောက်တစ်ချက်ကတော့ကျွန်တော်တို့တွေကစီးပွားရေးလူမှုရေးကျန်းမာရေးဆိုတဲ့ ယောဂီမှာအရေးကိစ္စတွေအများကြီးရှိတာပေါ့အဲ့လိုအရေးကိစ္စတွေအများကြီးရှိတဲ့မှာကျွန်တော်တို့တွေကသူ့အကြောင်းရပေါ်မူပြီးတော့အတိတွေကမတူဘူးပေါ့စီးပွားရေးစီးပွားရေးအတိအတိကျမ်းမာရေးဆိုကျမ်းမာရေးတတိနဲ့အတိအဲအဲ့လိုမလို့ရှိတော့ကျွန်တော်တို့အုံနောက်နဲ့အတိညာဉ်တွေကိုစာကြည့်တိုက်တယ်လို့အကန့်နဲ့အများကြီးခွဲရဖို့လိုပါတယ်ကျွန်တော်တို့တွေကအကြောင်းရအများကြီးကိုရှုပ်ရှက်ခတ်ပြီးတော့ကူလူပြီးတော့ အယူဆတွေကရောရှက်နေပါတယ်အဲ့တော့စာကြီးတိုက်မှာဆိုရင်ကျွန်တော်တို့ဒီစစ်ပတ်ဆိုင်ရာစီရင်နဲ့ပတ်သက်တဲ့စာအုပ်တွေဆိုတကန့်ထားတာအဲ့ဒါကိုဘာသာရေးစာအုပ်နဲ့တွားရောရှက်လို့မယ်ဘာသာရေးကြတော့မြစ်တာထားရမယ်တပတ်သားလူကိုကိုကျင်းစာတရားနဲ့အကျဉ်းသာထားရမယ်အဆုံးအမတွေစီမင်းစည်းကမ်းတွေဝင်းနီးတွေတိတ်ခါတွေဥပဒေတွေဒါတကန့်စီ အေးဆိုင်ရာစာအုပ်တွေကြတော့ရန်သူကိုတိုက်တဲ့အခါကျရင်ဘလို့စိတ်သဘောထားမယ်။သွားရော့ရှက်လို့မရ။စီးပွားရေးစာအုပ်တွေဆိုလေစီးပွားရေးအကန့်တိုင်းမှာပဲထား။စီးပွားရေးအကန့်တိုင်းမှာထားပြီးကျွန်တော်တို့ကဘာသာရေးနဲ့သွားရော့လို့မရ။ဘာသာရေးနဲ့ရှင်းလိုက်စီးပွားရေးမအောင်ဘူး။စီးပွားရေးနဲ့ရှင်းလိုက်ရင်ဘာသာရေးရဲ့အဆုံးအမတွေကလွဲသွားမယ်။ကျွန်တော်တို့အုံနောက်ထဲမှာအဲ့လိုအသိတွေကအကန့်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 နေတယ် ဲ့လိုမှအကန့်နေမထားဘူးဆိုရင်ကျွန်တော်တို့စိတ်တကူကျင့်စဉ်ဝိဇ္ဇာကျင့်စဉ်ဆိုတာမရပါဘူးအဲ့တော့လဲကိုကြည်တစည်းကိုတစားစီဖြုတ်လိုက်ရင်ဒါကတော့ဘိန်းဒါကတော့ဗရာဒါကတော့ဝင်ယူဒါကတော့ကုတယ်ဆိုပြီးတော့လိုက်ကြည့်မယ်ဆိုရင်လဲပြောက်အဲ့လိုပဲကျွန်တော်တို့တွေဝိဇ္ဇာလန်းဆိုတာကငါ့ကိုဆွဲကင်ပြီးတော့ အဖြစ်မရှိသေးတဲ့အရာကိုဖြစ်နေပြီဖြစ်နေပြီဖြစ်နေပြီဆိုပြီးတော့ဆွဲပြီးတော့မြုပ်လာတာကျွန်တော်ဘိန်ကြီးပိုင်းဆိုင်ရာဆိုရင်မြေရှိုးမဲ့ဆိုရင်တမ်းပြီးမြေရောဂုံးကက်ထိုးလို့မရဘူးနေရံထဲကိုဝုံးကက်သူဝင်လို့မရဘူးခေါင်းတွေကွဲပုံမှာအရင်ဆုံးအဘိန်ကြီးရှိတယ်တကူ80ဘက်ရှိတယ်ပုပ်ကူကမြေကြီးတဲ့ကိုဝင်တော့မယ်ဆိုရင်အရင်ဆုံးစိတ်ကနေရောမြေကြီးတဲ့ကိုအရင်ငါခန္ဓာကိုရောက်သွားပြီးစိတ်ညစ်ပြီးတော့မှ စိတ်နှမကိုပါသွားတာမျိုးမိုးဘောပြန်မဲ့သူကလည်းအဲ့လိုပဲအရင်ဆုံးမိုးဘောကိုငါခန္ဓာကိုယ်ကြီးကပြန်တက်သွားပြီဆိုပြီးတော့အာယုံညှို့ပြီးတော့မှစိတ်နှောက်ကိုပါပြီးတော့ခန္ဓာကိုယ်ကြီးကသွားတာဒါအဘိညာဉ်ပိုင်းဆိုင်ရာစိတ်တကူပိုင်းဆိုင်ရာဝိဇ္ဇာဟိုပိုင်းဆိုင်ရာဒါကိုကျွန်တော်တို့ကအဖြစ်တူကိုရှုရမယ့်ကိစ္စကိုကျွန်တော်တို့တွေကကျွန်တော်တို့ခေါင်းထဲမှာ အတိတ်တွေကိုအကန့်နဲ့မထားပဲအဲ့လိုအဖြစ်ကိုရှုပြီးတော့ဖန်တီးနေတဲ့အခါမှာလော်ဂီချမ်းသာစီးစိမ်နေဖန်တီးတဲ့အခါမှာကျွန်တော်တို့တွေကနေပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးကဒါကတော့လက်ဒါကတော့ချက်တော့ဒါကတော့ခေါင်းဒါကတော့အဆုတ်ဒါကတော့အသေးဒါကတော့ကလီစာဆိုပြီးတော့ရှောက်ခွင်းပြီးတော့ပြီးတော့ကိုယ့်ရဲ့အတိတ်တွေမှာဟောငါဆိုတော့မရှိရှိမှမရှိကြဟောငါလုံးနိုင်တယ်ငါငါဖန်တီးနိုင်တယ်ငါခွင်းနေဖြစ်နေဆိုတဲ့အရာကြီးကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဆိုတော့တွားတွင်းဘယ်တော့မှမဖြစ်ဘူးဗျာ အဲ့ဒါအရေးကြီးတယ်နောက်ပြီးကျွန်တော်တို့မှာအများသောအဖြစ်ကဒီဘာသာရေးအသည့်ဒီနဲ့လက်တွေ့လောကီနဲ့ကရောရှက်လို့မရဘူးဒါပေမဲ့အကုန်လုံးကရောရှက်တယ်ဥမာဆိုကြပါဆိုစားစရာတစ်စမ်းမှမရှိလို့ငါညနေစာမစားနိုင်ငါအစားမစားဘဲနဲ့ဘယ်နဲ့နေနိုင်လဲကွာဆိုပြီးကျွေးကြော်လို့မရအောင်တကယ်ဝိကလဘောဇနာစောင့်ထိန်နိုင်တယ်ဆိုတော့စံစီစားစီအပြည့်အစုံရှိမှပုံပြီးတော့စာလုံးနဲ့ဒဏ်ခံနိုင် ဒါကြီးညိုရအဲ့တော့ကျွန်တော်တို့လောကီမှာကျွန်တော်တို့ကဘာသာရေးတွေလောက်လာပြီးပရိသေစိတ်လာတရားတွေဖတ်ဆိုဟောငါကီလီတာဒီပဲကင်းတယ်လို့လို့တဏှာတွေပဲပျောက်တယ်လို့ဟိုကြာကံပြီးတော့တားရီမယားရီဟိုဒီနယ်လေးကို မခွဲမခွာနိုင်ငမကိုအာအကိုရအကိုကတော်လိုက်တာအမရအမလှလိုက်တာဆိုပီတိတွေဖြာပြီးတော့ ဟိုကိုကိုတော့ဟိုတရားရှင်ဤပုံစံမျိုးနဲ့လောကမှာနေနေတဲ့လူအများကြီးရှိတယ်အဲ့တော့အရှုပ်ထဲမှာကျွန်တော်တို့ကရှင်းအောင်နေနိုင်ဒေါသဖြစ်စီရာပတ်ချလဲဝိုင်းနေတဲ့နေရာမှာဒေါသမဖြစ်ပဲနဲ့ကျွန်တော်တို့ကခန်းဒီတိဆောက်နိုင်နေဆိုရင်ဒါစွမ်းအားရှင်ပဲဒေါသကင်းတဲ့နေရာလူသူလေးပါတိတ်ဆိတ်တဲ့နေရာမှာရောက်ပြီးတော့ဟာငါလောဘဒေါသတွေ ကင်းနေတယ်အဲလူပဲဆိုပြီးတော့ကိုကိုကိုပီတိဖြာလို့မရအဲ့တော့ကျွန်တော်တို့တွေကအဲ့ဒီနှစ်ချက်ကအရေးကြီးတယ်ခင်ဗျအဲ့တော့ကိုကိုကိုဝိဇာလန်လိုက်လိုက်တော့မယ်စိတ်တကူပိုင်းလိုက်တော့ဆိုငါကဟာမက်လာဗကလာဆိုတဲ့မာစတာလာနောက်တစ်ချက်တည်ရနောက်တစ်ချက်ကကျွန်တော်တို့ရဲ့အတိတရားတွေကို သူ့နေရာနဲ့သူအတုံးချအကန့်အနေနဲ့ထားနော်စီးပွားရေးလုပ်တဲ့အခါအခါမှာစီးပွားရေးစာအုပ်ကြီးပဲအတိတရားတွေပဲတည်တန့်ထားတဲ့အကန့်ကိုကျွန်တော်တို့ကသွားစောက်တွေရောရှက်လို့စီးပွားရေးလုပ်နေကွာစီးပွားရေးနဲ့ပတ်သက်တာငါတိကျင်လိုက်တာဆိုတော့ကောက်ကင်လေတာဘာသာရေးစောက်ပြနေသွားပြီဘာသာရေးလုပ်တဲ့အချိန်အချိန်မှာစီဘတ်ဆိုင်အရာစောက်တွေသွားကင်လိုက်ပြီအဆင်မပြေတော့အဲ့တော့ကျွန်တော်တို့တွေက ျွန်တော်တို့တွေကကိစ္စများများလူတို့ဘောင်မှာလောက်ရမဲ့စတက်တွေကအများကြီးရှိသလိုကျွန်တော်တို့တွေကကျွန်တော်တို့ရဲ့အသိတရားတွေအသိဉာဏ်တွေအကန့်အကန့်အကန့်နဲ့သူ့နေရာဌာနနဲ့သုံးတတ်ဖို့ကအလိုပါတယ်အဲ့ဒီနှစ်ချက်ကအရေးကြီးဆုံးပါအဲ့တော့ကျွန်တော်တို့တွေကဒီလမ်းဆောင်အကြောင်းကိုလိုက်မယ်ဆိုရင်ကျွန်တော်တို့ကအရေးကြီးဆုံးအဲ့ဒီနှစ်ချက်ကိုကွယ်ကွယ်ပြားပြားသိဖို့လိုပါတယ် နောက်ပြီးတော့စိတ်တကူထက်မြက်တဲ့လူကအရှုပ်ထဲမှာရှင်းအောင်နေပါဘာမှမရှိဘဲနဲ့တဲ့နေရာမှာသွားနေပြောအာငါတော့ဥပကင်းနေกว่าအင်းဘာမှမမရှိတာကင်းနေတာပေါ့အဲ့တော့မကင်းတဲ့အရှုပ်ထဲမှာကျွန်တော်တို့ကရှင်းအောင်နေတတ်ဖို့လိုပါတယ်မွေးမကြောက်တတ်ဘူးဆိုမွေးကိုလက်ဘေးမှာပတ်ပြီးတော့နေနိုင်နေဆိုရင် ဒါဒီဒီလူတကယ်မွေးမကြောက်တော့မွေးမရှိတဲ့တောင်ပေါ်မှာနေပြီးတော့အာငါမွေးမကြောက်ဘူးမွေးမကြောက်ဘူးဆိုအော်နေအဆင်မပြေဘူးအဲ့တော့ကျွန်တော်ဒါဒီစကားပြောတယ်ဆိုတာလေဒါကဘဒူဘဒူအကြောင်းအရာတွေကအများကြီး complaint တွေကရှိလို့ပြောပြတာပါအဲ့တော့ကျွန်တော်တို့တွေကအခုကျွန်တော်ပြောတာကျွန်တော်နိဗ္ဗာန်ရောက်ကြောင်းလမ်းမဟုတ်ဘူးကျွန်တော်ဝိဇာလန်စိတ်တကိုးနဲ့လောကီထမ်းတာဘန်တီးอยู่တယ်လမ်းဖြစ်တဲ့အတွက်ကြောင့် နိဗ္ဗာန်ရောက်ကြောင်းလဲလာရောရှက်လို့မရဘူးသူတရားယထာတန်လန်းလို့ပါသူတရားဆိုပေမဲ့ဌာနပါအဲ့ဒါကြောင့်မို့ဒါလေးကိုကိုကိုပြပြသိဖို့လိုတယ်ကျွန်တော်တို့တွေကဝိပဿနာကြည့်မဲ့လမ်းလမ်းကြောင်းမှာဥမာဆိုကြပါအချိန်ညဘက်ဝိပဿနာအားထုတ်မယ်ဆိုရင်တာယီသမီးရဲ့ဘာရင်းညာရဲ့အကုန်လုံးဖယ်ရှားတယ်ဝိပဿနာရဲ့ ခန္ဓာကိုယ်ညံဆိုင်ပြီးတော့ဒိဋ္ဌိတွေကိုဖြုတ်ပြီးတော့အဖြစ်ပြက်ကိုမြင်အောင်ရှုလောကီနဲ့မကင်းกว่าလို့ဝိပဿနာထိုင်တာနဲ့ထပြီးဆိုတာနဲ့စီးပွားရေးလုပ်ပြီးဆိုဝိပဿနာရဲ့အရာတွေကိုဟာအနိစ္စတွေဒုက္ခအာဒီဟာမမြင်ချင်းတွားလုပ်လို့မရကျွန်တော်တို့အဲ့ကြလို့ဇနကကမင်းသားရဲ့ထုံးကိုနှလုံးနဲ့ယူပြီးတော့ဖြစ်တာမဖြစ်တာသူ့လုံးအနိစ္စမနိစ္စသူ့အလုံးငါလောက်ရမယ်လောက်ငါ ီပင်လယ်ထဲမှာငါခုကမှာငါလို့တချင်းမဖြစ်ချင်းကသူ့အလုံးမဖြစ်ဖြစ်အောင်မရောက်အောင်ခြေကုန်းလက်ပန်းကြရေ